။နာကတ်မှာလူတွေဟာကားလမ်းလိုနေရာတွေမှာတမကလေပေါ်မှာလည်းပြန်တန်းသွာလာနိုင်ကြတော့မယ့်အခြေအနေကတဖြည်းဖြည်းနီးလာပါပြီ။ဒါကတော့ Volon S ဆိုတဲ့နီးပညာကုမ္ပဏီတစ်ခုက ဖန်တီးထားတဲ့ సైకిల్ တစ်မျိုးဖြစ်ပြီးတော့ Jet Engine တက်အမျိုးအစားပါ American Dollar 8000ကျတဲ့မဲ့ဒီ సైకిల్ ကို order မှာယူလို့ရနေပြီးတော့မိုးပြန် సైకిల్ ဟာလူတအူးသာလိုက်ပါစင်းနေနိုင်ပါပါ ိပ်ပံရုပ်ရှင်ဇလန်းထဲကလို့ပုံစံရှိတဲ့ဒီ Airbag ဟာ68ပေါင်သာလေးပြီးတော့စမ်းတက်ပြန်တန်းရမှာတက်တောင့်တက်တာနဲ့ပုံမှန်ဆိုင်ကယ်လိုမျိုးပဲဖြစ်ပါတယ်။ဖန်တီထုတ်လုပ်သူ Thomas Patton ကလည်းဒီမိုးပြန်ဆိုင်ကယ်ဟာပုံမှန်ဆိုင်ကယ်လိုပဲထိမ့်ချုပ်မောင်းနှင်းနိုင်အောင်လုပ်ထားပြီးတင်တန်းတောင်တက်เสียရမလိုပါဘူး။ ဒါပေမဲ့အခုစမ်းသက်ပြန်တန်းတဲ့မိုးပြန်ဆိုင်ကယ်ကို ပေါင်230ဝန်းကျင်ရှိတဲ့လူအထိသာလက်ခံပြီးတော့တနာရီ68မိုင်နှုန်းနဲ့10မိနစ်ခန့်သာမောင်းနှင်နိုင်ပါဦးမယ်။ဒါပေမဲ့အနာကအသေးယူပို့ဆောင်ရေးအတွက်တော့အံအောဖွယ်အစားပြုတဲ့မိုးပြန်ဆိုင်ကယ်ဖြစ်နေတာကိုတော့လက်ခံရမယ့်အရာပါ